ကိုဖနှက်ဟာကိုခံတက်ပါပဲ။ကျမ်းမာရေးမကောင်းလို့ဝင်းငွေမကောင်းလို့မိုးလေဝတ္တမကောင်းလို့ခုလိုအခက်ခဲတွေထဲမှာဖနှက်တဲကျိုးကိုတတိထားနေရ။ခုံကလှုပ်လှုပ်မြင်းကလှုပ်လှုပ်ပြုတ်ကျသွားခြင်းလဲသွားဒုက္ခဆိုတာတစ္ဆာတရား။ကျွန်တော်ရဲ့မိုင်မဲမှုများလောကကြီးကအလိုက်သိပါမလား။ရေပြင်ရဲ့မာယာကိုမုန်းတယ်။ပိုက်ကွန်တွေကငါးတွေကိုတနာတယ်။ ထောင်ချောက်ကိုလိုက်ရှာနေတဲ့တားကောင်ဆိုတာရှိပါမလားပျော်ရွှင်မှုဆိုတာလှောင်အိမ်ထဲမှာမမွေးဖွားဘူးကြိုင်ငါးတစည်းလိုဓာတ်စီဖြုံးခဲ့ပြီးလူနာတင်ရင်တစည်းလိုအတုံးဝင်နေတယ် rock and roll တစ်ခေလုံးကိုနားထောင်ခဲ့တယ်ပွေလင်းတဲ့လူပောင်ကို မျော်လင့်နေကြပြာနဲ့ဘဝကိုချီနှောင်ထားခဲ့တယ်တငယ်ချင်းရဲ့ဒီဇယ်လမ်းမှာလူဆိုးတွေတယောက်မှမတည်သေးဘူးလားလူကောင်းတွေဒုက္ခများလာပါပြီကွယ် အသက်တစ်ချောင်းဆုံးရှုံးမဲ့ဆိုရင်တော့နာမည်တစ်လုံးတော့အဖတ်တင်ခြင်းနဲ့ကျောက်ကပားစွန်းကလူကိုတွန်းအားတွေမပေးကြပါနဲ့ပြေးစရာမြေမရှိတော့တဲ့အခါကို့ဖက်နှက်ဟာကို့ခံတတ်ပါပဲ